တိုင်းမှာတက်တာလေကျမလည်းမသိကျမတစ်တော့တိုင်းမကြည့်ကျမတတ်တော့ကြောက်ကြရလေဟဲ့ဒေါ်ဒီရေဒေါ်ဒီတို့ကြောင်းမနာမည်နဲ့ဆံမနာမည်နဲ့တိုင်းမှာတက်နေတယ်အဲ့ဒီချက်ကြီးသမီးမရိုက်ဘူးမရိုက်ဘူးဆိုရင်မရိုက်တဲ့တက်တယ်အတမီးအဲ့ဒါကလေးနဲ့အောက်ကောင်းရက်ကိုရိုက်လာဟုတ်လားအဲ့ဒါလေးလည်းမင်းနော်ဟုတ်ကဲ့ဟိုရိုက်တဲ့ချက်ပေါ့နော်အဲ့လိုဆိုတော့ကျမအမေးပြောတယ်အဲ့တော့ तू က ကတော့လုံးဝမကျင့်တော့ပါဘူး။အေယာဝတီတန်းတီတာကြီးမြောင်းမြအားထက6မှာဖြစ်ခဲ့တဲ့အကြောင်းမျိုးချင်းချင်းအဲအုပ်စုဖွဲ့ပြီးတော့ဗောနော်အနိုင်ကျင့်တဲ့ကိစ္စဗောနော်ပါးရိုက်ရိုက်ပြီးတော့အနိုင်ကျင့်တဲ့ကိစ္စ။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့မြောင်းမြမျိုးကအုပ်စုဖွဲ့ចောင်းသူလေးများပါရိုက်သည့်အမှုမပြီးဆုံးခင်မှာပဲကျူရှင်ဆရာမနဲ့အတန်းပိုင်ဆရာမတွေကြားចောင်းသားတအူရိုက်နှက်မှုဖြစ်ပွားခဲ့လို့မျက်နှာစုံကြီးဖြစ်ရှင်းလာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမို့ အဆုံးထိနာဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာ။အောင်မြူချင်းချင်းအအုပ်စုဖွဲ့ပြီးတော့ဗောနောအနိုင်ကျင်းတဲ့ကိစ္စဗောနောပါးလေးရိုက်ပြီးတော့အနိုင်ကျင်းတဲ့ကိစ္စဗောနော။အဲဒီကိစ္စက2024ခုနှစ်ကဖြစ်ခဲ့တာဆိုပေမဲ့လည်းပညာရေးဝန်ကြီးဌာနကပြောတာဗောနော။2024 2025ပညာသင်နှစ်ဗောနော။ဟိုမနှစ်ကဗောမနှစ်ကဖြစ်ခဲ့တဲ့ပြဿနာဗောနော။အဲဒီပြဿနာဖြစ်တဲ့အတွက်ကြောင့်လည်းဗောနော။နှစ်ဖက်မိဘတွေကိုခေါ်ပြီးတော့ဗောနော။အဲအเจ้าမှာခေါ်တယ်ဗောနော။စီးဝေးခေါ်တယ်ခေါ်ပြီးတော့ကျတော့အဲဒီဗီဒီယိုရိုက်ပေးတဲ့ယောက်ျားလေး ပြီးတော့ရိုက်ပေးတဲ့ယောက်ျားလေးအဲ့ဒီမှာကပါရိုက်တဲ့လူတွေရောပြီးတော့ရိုက်ပေးတဲ့လူကအကုန်လုံးသူတို့မိဘတွေကိုခေါ်ပြီးတော့အဲ့ကျောင်းမှာခံဝင်ခံဝင်ဂရိလက်မှတ်ထိုးခိုင်းတယ်ထိုးပြီးတော့မိဘတွေဆံပြန်အပ်တယ်တဲ့ဖြစ်တဲ့လားဗျာလုံးဝမဖြစ်တဲ့ဘူးဗျာဘာလို့လဲဆိုတော့ဒီတိုင်းလက်မှတ်လေးထိုးပြီးတော့နောက်တစ်ခါလုံးဝမလုပ်ပါဘူးဆိုတော့လက်မှတ်လေးပဲထိုးပြီးတော့တစ်ဖက်ကခြေပြီးပေးလိုက်ရတယ်ဗျာ ခင်ဗျားတို့တာသမီပညာရေးဝန်ကြီးဌာနခင်ဗျားတို့ရဲ့တာသမီဆိုရင်ရောအဲ့လိုမျိုးနှိပ်စက်ခံရတယ်အဲ့လိုမျိုးနိုင်ချင်းခံရတယ်ဆိုရင်ရောခင်ဗျားတို့ဒီတိုင်းပဲလက်မှတ်လေးခံဝန်လေးပဲထိုးပြီးတော့ပြန်လုပ်ပေးပါလားခင်ဗျားတို့ကလူစိတ်မရှိဘူးတကယ်ကိုညီမကိုညီမလေးကိုတာသမီလေးကိုမလေးဒါဆိုလို့ရှိရင်ဆိုရဲစိတ်လေးနဲ့တွေးကြည့်ဖို့မကြည့်နိုင်ဘူးလုံးဝမကြည့်နိုင်ဘူးအဲ့ကိစ္စ JB AP စီအကြောင်းလည်းမရှိဘူး ခင်ဗျားတို့တာသိမိဆိုရင်ရောခင်ဗျားတို့အဲ့လိုမျိုးကြည်ပေးမှလားကိုချင်းစာကျက်တီတုံးအိမ်မှာတက်တာလေကျမလည်းမသိကျမတစ်တော့တိုင်းမကြည့်ကျမတတ်တော့ကြောက်ကြီးရလေအဲဒေါ်တီရေဒေါ်တီတို့ကြောင်းမနာမည်နဲ့ဆံမနာမည်နဲ့လိုင်းမှာတက်နေတယ်တစ်ချက်ကြည့်လိုက်အောင်ဟဲ့နေပို့ပြီငါလည်းမလုပ်ချောက်ဘူးအဲပို့ပြီးတော့ကျမလည်းဒီကြောင်းကဘုရုတင်လိုက်တယ်ငါဝီရှူဝီရေအဲ့လိုရလိုက်တယ်ပြောတယ်အဲ့လိုပါနေ အတူကလည်းပြန်လာမှာမိုးချုံမှာအဲဒီချိန်ကြီးသမီးမရိုက်ဘူးမရိုက်ဘူးဆိုရင်မရိုက်တဲ့အတွက်ဒီအဲသမီးအဲ့ဒါကလေးတွေကိုအတန်းကိုခေါ်မိသမီးကလေးတွေအဲ့ငယ်သူ့ရိုက်လာဘူးပါတွေ့လဲဆိုတာနောက်အလိုလိုကလေးတွေကိုမိကလေးတွေရှိမှာပေါ့နော်အဲ့ငယ်အောင်ကောင်းရက်ကိုရိုက်လာဟုတ်လားအဲ့ဒါလေးလည်းမိပါတော့ကောင်းနေလို့ရတယ်နောက်ပြီးတော့လည်းပေါ့အလိုလိုလေးပေါ့နော်ဒီကလေးကဒီရပဲသူပဲရိုက်တာလားတချို့ဒီကနေအင်ဂျန်တော့ဟိုအเจ้าကနေအင်ဂျန်တော့အเจ้าကိုတမ်းမရောက်ဘဲနဲ့ဘယ်လိုရလဲ ဟိုကျူရှင်မများကျူရှင်ဆီယမများရိုက်လာတာလူတွေလည်းရှိတယ်လေ။အကြောင်းကဆီယမနဲ့ကျူရှင်ဆီယမနဲ့ရိုးသွားတာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်။ဒါမျိုးလေးတွေလည်းရှိလို့ကျွန်မကောကွယ်ပြပြသိချင်လို့ကဟိုကတော့ကြီးလဲဟိုရိုက်ဖို့လည်းခွင့်မပြုတာဘူးလေ။သူတို့လည်းသိတယ်ကျွန်မလည်းပြောတယ်ဇန်နဲ့ဆုံးမမယ်ဟာလာဒီလိုပဲခုံလေးကိုရိုက်မယ်ဘယ်သူမဆိုကျွန်မအမေကပြောရယ်ကိုလည်းတာမီဝေးလာတယ်ဟိုဘဒုတာမီပြပြစင်းရဲချမ်းတာသူတို့မွေးလိုက်တယ်သူတို့ချစ်တာပဲကျွန်မအမေပြောတယ်ဆုံးမမယ်ပြောမယ်ပြောလို့မရရင်ပြချတာလားဟုတ်ပါလား ဘာပဲပြောပြကိုကတော့ခုနတော့စောနဲ့ပြောတယ်ဒါပေမဲ့သူတို့ကငဲတယ်လေ EG တို့ G1 တို့ G2 တို့ကဘာမှမသိသေးဘူးဟာလားမသိတော့ကိုပြောတော့လည်းအလကားပဲဟိုရိုက်တယ်တစ်ချက်ပေါ့နော်အဲ့လိုဆိုတော့ကျမအမေပြောတယ်အဲ့တော့သူကတော့သူမရိုက်ဘူးတဲ့အဲမရိုက်ဘူးလို့ရှိရင်အဲ့ဆိုကော်ပြီးလိုက်မယ်သူရိုက်တယ်အဲ့တီးရမော်နော်အေးသက်သေးပါညာပေါ့အဲ့ဒါလေးကိုခေါ်ပြီးတော့ပြောတာပါနော်ကျွန်တော်ပြောပါမယ်အဲ့လိုဆိုတော့အဲ့တော့သမီးဘက်ကလည်းအဲ့ကလေးတွေတစ်ချက်တော့ခေါ်ပြီးတော့ ခေါ်ကောင်းလိုက်မယ်ချင်းခင်ခေါ်သွားလိုက်ခလေးပဲခေါ်လိုက်ခလေးခေါ်လိုက်ခလေးအများကြီးခေါ်ရမှာလို့ရှိတယ်မဟုတ်လေနည်းနည်းနားလည်တဲ့ခလေးကြီးဆက်တော့မိမာခေါ်ခင်ခေါ်တောင်းရအောင်ဆုံးပါလေเจ้าหนุ่ยเลยใส่เป็ดเสียบาล่ะเจ้าก้าซ้วยနေတဲ့အမျိုးသမီးကလုတ်တာတဲ့အထက်ကတက္ကမရုပ်မှာဖြစ်သွားတာပါအသက်6နှစ်အရွယ်သားငယ်အားအထက်ကတက္ကမရုပ်မှာအတန်းပိုင်ရိုက်သည်ဟုသားလေးကပြောခဲ့တော်လဲအမှန်တကယ်မှာအခြားသူတဦးဖြစ်ကြောင်းသိရ အထကတက္ကမယုံမအသက်6နှစ်အရွယ်တားငယ်လေးဟာအင်ကိုပြန်ရောက်ချိန်ကြောကုန်းမှာရိုက်ခံထားရတဲ့အရှိုးရတွေတွေ့ရှိခဲ့ရတဲ့အတွက်မိခင်ဖြစ်သူကစိုးရိမ်ပြီးမေးမြန်းတဲ့အခါအတန်းပိုင်ကလိုက်တာပါလို့တားဖြစ်သူကပြောခဲ့တယ်လို့အဆိုပါမိခင်ကဆိုခဲ့ပါတယ်။ဒါကြောင့်သူမကအတန်းပိုင်ဆရာမကိုဘာလို့အခုလိုလုပ်ရလဲဆိုပြီးဆိုခဲ့ပေမဲ့ဆရာမတွေကသူတို့ပြုလုပ်တဲ့တာမဟုတ်တဲ့အတွက် ကျောင်းအုပ်ဆရာမဆုံကြီးမိဘခေါ်ပြီးရှင်းလင်းပြောကြားခဲ့ကြတာပါအဲ့ဒီအချိန်ကြမှာတားလေးကိုရိုက်ခဲ့သူဟာတားလေးရဲ့ကျူရှင်ဆရာမလည်းဖြစ်အဆိုပါအထက်ကတကြောင်းမှလည်းကျောင်းကားဆွဲနေတဲ့အမျိုးသမီးဖြစ်ကြောင်းပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်ဒီအခါမှာမိခင်ကတားလေးကိုကျူရှင်ဆရာမကရိုက်ပြီးသူရိုက်တာတိမဆိုးလို့အတန်းပိုင်ရိုက်တာလို့ပြောခိုင်းတဲ့အတွက်တားလေးကအခုလိုပြောလို့သူမမှားယွင်းပြောဆိုမိကြောင်းတောင်းပန်ခဲ့တာပါအထက်ကတက္ကမယုံမဆရာမတွေကတော့ကျောင်းကဆရာမတွေဟာ အတတ်နိုင်ဆုံးပြောဆိုဆုံးမမှုနဲ့သာတင်ကြားလေးရှိကြောင်းပြောဆိုဆုံးမလို့ဘလို့မှမရသူကိုတော့ဒီတိုင်းသာလွတ်ချထားဖို့မှထားကြောင်းလဲကျောင်းဦးကြီးကရှင်းပြခဲ့တာပါအဆိုပါကိစ္စနဲ့ပတ်သက်ပြီးအတန်းပိုင်ကလည်းဒီလိုကိစ္စမရှိကြောင်းအတန်းတွင်အခြားကျောင်းသားတွေရောအားလုံးနဲ့ပါမိဘကိုမျက်နှာစုံကြီးသူမရိုက်တာမဟုတ်ကြောင်းဖြေရှင်းပြခဲ့ရတာပဲဖြစ်ပါတယ် အခုခေတ်စာတင်ကြောင်းတွေလည်းစိတ်ပျက်စရာပါဆရာဆရာမတွေလည်းကိုရီခေတ်တုန်းကလိုလုတ်ပိုင်ခွင့်မရှိတော့ဘူးဆရာထက်တာတလကြီးတွေများလာတယ်ဒီနေ့တလတဲ့တဲ့တဲ့ပုတ်လေးစာတင်ကြောင်းမှာပြဿနာတက်ပြန်ပြီလားဘယ်လိုဖြစ်လဲဆိုတော့ကလေးလေးကအိမ်ပြန်ရောက်တော့မိဘတွေကသူတို့သားသမီးကိုသူတို့ကြည့်မှာပေါ့ဘလူးမဆိုပဲကိုသားသမီးကိုကိုလန်လော့ကြည့်ကြတာပေါ့နော်ဒါမှမဟုတ်ရေချိုးရင်းနဲ့လည်းမြင်သွားတာတို့ပေါ့အဲ့ကလေးရဲ့ကြော်ကုန်းမှာဒဏ်ရာတွေပါလာပါလာတော့အဲ့ဒီ အခုသူတို့ပြဿနာတက်နေတဲ့အထက်ထဲမှာတော့ခလေးကိုမေးထားတာတော့မပါဘူးပေါ့နော်အဲ့မအေးရနေပြီးတော့အဲ့အစ်မကြီးလည်းအဲ့ဒါကိုစဉ်းစားနေတာဘလူလို့ရဆိုတာကိုမအေးရမေးလိုက်ရင်တော့အတိအကျသိမှာပေါ့အဲ့ဒါကိုမအေးရနေပြီးတော့ကြောင်းဝဆရာမရိုက်ပါတယ်ဆိုပြီးတော့ပြဿနာတက်တယ်ကမ္ဘာရုပ်အထက်ကတက်ကတက်ကတဲ့ဒီလားအဲ့ဒါနဲ့ line မတင်လိုက်မှာပေါ့သူက လိုင်းမော်တင်လိုက်တော့ကျောင်းဝလူတွေကလည်းမသိဘူးကျောင်းအုပ်ဆရာမကြီးကိုသူတို့ဆရာမအချင်းချင်းတခြားကျောင်းဝနေပြီးတော့ဖုံးဆက်လာတယ်ဒါတကယ်ကြီးရေနေတို့ကျောင်းလိုင်းမော်တက်နေတယ်ဒီလိုဒီလိုဖြစ်တယ်ခလေးကိုရိုက်ထားလို့ကျောင်းကုန်းဒီမှာပေါ့နော်ဆိုတော့သူကလည်းသူ့ဆရာမတွေကိုသူဘောဒီလိုရိုက်ဖို့တရားတော်ရိုက်ဖို့မညွန်ကြားထားဘူးအဲ့တော့ဘာဖြစ်လို့များတရားတော်ရိုက်ရတယ်မသိသူ့ဆရာမတွေသူခေါ်စစ်တာဗောနော်ခေါ်စစ်တဲ့ခါကျတော့ဆရာမတွေလည်းသူတို့မရိုက်ဘူးဖြစ်ကြပြန်အောင်တိလား အဲ့ဒါနဲ့ဆရာအာဆရာမတွေနဲ့ဟိုစားမိဘတွေကြာမှာကွဲလွဲမှုဖြစ်နေအမှန်တကယ်ရိုက်လိုက်တာကျူရှင်ရဆရာမရိုက်လိုက်တာတဲ့အဲ့ဒါကို မအေးရလည်းတေချာမမေးမိဘူးနေမှာပေါ့အာကြောင်းဝဆရာမရိုက်ပါတယ်ဆိုပြီးဆရာမနာမည်တင်လိုက်တာဆရာမနာမည်လည်းတင်လိုက်ကောပြီးလည်းပြီးတော့အဲ့ဆရာမ तू မဟုတ်ဘူးဆိုပြီးတော့ဖြစ်ကောအဲ့နောက်လည်းကြာတေချာမေးတော့ကျူရှင်ဆရာမဖြစ်တော့ပြန်တောင်းမှန်းရတာပေါ့ကွာကဲအဲ့တော့ဆရာမကြောင်းဝဆရာမရိုက်တာမဟုတ်ပါဘူးပေါ့ကြောင်းဝဆရာမရိုက်တာမဟုတ်ပါဘူးပေါ့ကျူရှင်ဆရာမရိုက်တာပါဆိုပြီးတော့ပြန်တောင်းမှန်းနာမည်တွေပါထည့်ပြောထားတာလေအဲ့တော့ကလေးတွေလည်းကြောကုန်းတွေတော့မရိုက်နဲ့ခြေသလုံးတွေပါရိုက်လက်တွေရိုက်လို့ရတာပဲကွာဟလာမျက်နာတွေကြောကုန်းတွေတော့မရိုက်နဲ့ကြော ုံးကြအဆုတ်နိုင်လည်းအရန်နီးတယ်လေဒီခေတ်မှာလည်းတခုခုဖြစ်သွားလို့ရှင်ဟဟလာဟိုစိတ်ကူတာစိတ်တွေကလည်းကြီးလိုက်တာမှပြောမနေဘူးဟဟလာမတော်လို့ငါကလေးအဆုတ်ကွာသွားတာတို့ဟိုဘာမှမဟုတ်ပဲနဲ့လေလေဟိုဖြစ်တတ်တယ်ဟိုအလျက်တစ်ပြက်ကလေးပေါ့နော်ဟိုမထင်ထားတဲ့ဥစ္စာကလည်းကြီးကြီးမားမားဖြစ်သွားတတ်တယ်ဒီလားဟိုတကယ်အုံနေအုံနေရိုက်ပြီးတော့လေဟို အဲ့ဒါအကြီးကြီးမားမားမဖြစ်တာလည်းရှိတာပေါ့နော်ဘာမဆိုဘောနော်အဆရာမတွေလည်းပြောချင်ပါတယ်သူများသားသမီးတွေကိုဟလာဆုံးမတာလည်းမှန်ပါတယ်ရိုက်ခွင်နဲ့ပေးထားပါတယ်ဒါပေမဲ့တော့ကြော်ကုန်လို့မျက်နာတို့တော့မရိုက်ဖို့ တောင်းဆိုပါရနော်ဒါကိုလည်းတောင်းသားမိပါဖြစ်ခဲ့တော့ကိုသားသမီးကိုလုပ်ရင်လည်းကိုလည်းဒီလိုပဲခံစားရမှာပဲလေအလားအပြစ်ရှိလို့ဆုံးမလာဆုံးမလို့ရပါတယ်ဆရာမတို့နော်ရိုက်ပါလက်တွေချီသလုံးတွေရိုက်ပါရိုက်စရာနေရာတွေရှိပါတယ်လို့ဒီခေါင်းတွေမျက်နှာတွေကြောကုန်းတွေကတော့ဟလားအဲ့ဒါရတော့ဘလူးမတော့ခွတ်မလို့ဘူးပေါ့နော်တကြတဲ့ဒဏ်ရာတွေကပါလာတော့အဲ့ဒါမှာ ပါလာတော့ဖြစ်ရှင်တော့အကျူရှင်တဲ့အကြောင်းနဲ့ဆရာမတွေတွဲကုန်အောင်အကြောင်းကဆရာမနာမည်ကိုမှားပြီးရေးလိုက်တော့အဲ့ဒါပြန်တောင်းပန်တယ်ခုကြောင့်ဒီမှာကျမနေဆွေးနွေးထားတဲ့အဆက်ကလေးကိုပေါ့နော်ဆွေးနွေးပါဒါပေမဲ့ကျမယူနီဖောင်းနဲ့ဆွေးနွေးတယ်ဆိုတာကကျမစာသင်ချိန်မှာပြုလုပ်တဲ့ဆွေးနွေးချက်မဟုတ်ပါဘူးကျမရဲ့လုပ်ငန်းခွင်ပြင်မချိန်မှာကျမဆွေးနွေးထားတဲ့ဗီဒီယိုလေးပေါ့နော်အခုပြန်တင်တာပေါ့ကျမပထမဆုံးဆွေးနွေးနေတာကမိဘတွေက ်တော့မိဘကြီးနဲ့ပတ်သက်ပြီးဆွေးနွေးကြနေပေါ့ကလေးတွေအားလုံးကျမတို့အကြောင်းကိုရှောက်ရှိလာမဲ့ဥပဒေရဲ့ကလေးတွေအားလုံးကကျမတို့စာတင်ကြောင်းကိုမရောက်ခင်မှာမိဘတွေနဲ့အိမ်မှာအထူးထူးနေခဲ့ရတယ်ပေါ့နော်အဲ့လိုနေတဲ့အချိန်မှာမိဘတွေရဲ့စီးပွားရေးလူမှုရေးအထက်အကျတိုင်းမှာကလေးတွေကိုလည်းဓာတ်ရိုက်ထိရဲဆိုတော့ကျမဓာတ်ရိုက်ရောက်တယ်ပေါ့နော်အဲ့လိုပြောချက်လားဒါပြီးတော့ကျမတို့ကတိတယ်လို့ဆိုတော့ကလေးတွေကစာတင်ကြောင်းကိုရောက်လာတဲ့အခါကျရင် အိမ်မှာပျော်ရွှင်စရာတွေပါလာရင်ကျောင်းမှာပျော်တယ်အိမ်မှာဝမ်းနည်းစရာတွေပါလာရင်ကျောင်းမှာဝမ်းနည်းတယ်ဟုတ်နော်အဲ့လိုဝမ်းနည်းအဲ့လိုဖြစ်ဖြစ်ကလေးတွေပါလာတယ်ပါလာတဲ့အတွက်ကြောင့်ဒီကလေးတွေကိုဟုတ်နော်ကျွန်တော်ကျောင်းထဲမှာ30ရှိသည်ဖြစ်စေ40ရှိသည်ဖြစ်စေ50ရှိသည်ဖြစ်စေအဲ့ဒီကလေးတွေရဲ့ငယ်စင်းလေးတွေကျွန်မတို့ကရှူထားကြပြီးသားဖြစ်တယ်လေဒီရကြောင့်ပျော်တဲ့ကလေးကဘာကြောင့်ပျော်တယ်ဝမ်းနည်းတဲ့ကလေးကဘာကြောင့်ဝမ်းနည်းတယ်ဆိုတော့ကျွန်မတို့သိတယ် အဲအဲ့လိုတိတဲ့အတွက်ကြောင့်ဆေးရှင်မတွေကဝန်နေတဲ့ကလေးဆိုရင်လေတူချင်းဆွေးနွေးရမယ်ဆိုရင်တူချင်းခေါ်ဆွေးနွေးတယ်တူချင်းကိုဒါမို့ရှင်အကုန်လုံးနဲ့ပဲပြောပြီးတော့ဝတ်တာစရာတွေဒီပေါ့နော်ဖန်တီးပြလို့ရဆိုရင်ဖန်တီးပြလိုက်တယ်ပေါ့ဇာစာသင်ခန်းထဲမှာကျမတို့ပြုလုပ်တဲ့အလေးအကျင့်လေးတွေပေါ့ဒါကြောင့်မို့မိဘတွေကမိဘတွေရှိရကျမတို့ပြောတာပေါ့နော်ဗီဇတွေကကလေးတွေရှိမှပါလာတယ်ပြီးအခြေစိုက်တွေပါလာတယ်ဆိုတာဟုတ် ဘာလို့လဲဆိုတော့ကျမတို့ကအเจ้าမှနေပေမဲ့တည်ရလေဘာလို့လဲဆိုတော့ကလေးတွေမှာအခန့်စားချက်တွေပါလာတာ ਉਹ ကျမတို့ကတည်ရလို့ပြောတာအဲ့ဒါကြောင့်မို့လို့အဲ့ကြောင့်မို့မိဘတွေရဲ့ဟိုပါဗောနော်ပျော်ရွှင်ခြင်းတွေကကလေးတွေနဲ့ကူးဆက်လာလို့ကျမတို့အလုံးပိုင်းပျော်ပြီးလို့ရတယ်လို့ဆိုပေမဲ့ကလေးတွေစိတ်ခန့်စားချက်ပေါ့နော်ဝမ်းနည်းစရာတွေရှိရဲမိသားစုအဆင်ပြေတာတွေပေါ့နော်အဲ့လိုမျိုးတွေနဲ့ပါလာတဲ့ကလေးကြတော့ကလေးတွေမှာ စိတ်ထိခိုက်တယ်ပေါ့နော်ကလေးစိတ်ထိခိုက်တယ်အားငယ်တယ်အဲအဲ့ဒါလိုမျိုးပေါ့ကလေးရဲ့စိတ်ခံစားချက်တွေပြောမယ်ဆိုအဲစိတ်ခံစားချက်တွေကြတော့အဲ့လိုမျိုးနေနေကြတော့ကလေးတွေအတွက်အဆင်မပြေဘူးပေါ့နော်အဆင်မပြေတဲ့အတွက်ကြောင့်ဟိုပေါ့အများနဲ့တင်ယူတဲ့အခါမျိုးကြရင်ကလေးတွေမှာစိတ်ပေါ့နော်စိတ်တူးဟာလေးတွေဖြစ်တတ်တယ်။အဲကြောင့်မို့ကျမအရင်ဆုံးဥပဒေကိုမြစ်တရရခံကျင်တာကကျမတို့ရဲ့နာဂတ်သားကောင်းကလေးလေးတွေရဲ့ရှေ့မှာ ဝန်းနေစရာတွေရှိမင်းဆိုရင်ဘောနော်ကလေးစိတ်ထိခိုက်မဲ့အကြောင်းအရာမျိုးတွေကြာရင်ဘောနော်ကလေးတွေရှိမှာမပြုတ်လုပ်ပေးဖို့ကျွန်မမြစ်တရရက်ခတ်အပ်ပါဟုတ်ကဲ့